ဆိုင်းဆရာနေစုတော်ရဲ့ရှင်နေမာလေးမေဆန်ရှားနဲ့တင်တင်က မာတော်ချာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့တကွာတတ်တဲ့သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းကိုစားတော့ဆိုင်းဤတီးတန့်ခန်းကလေးထဲမှာမေဆန်ရှားရှိနေသည်ကိုနေတော်ကအတူလိုက်ပါဖို့တောင်းဆိုတော်လဲလူလဲနဲ့နေစကားပြောရသည်ကမောင်တောင်းထိုက်တို့ဖို့ပို့၍အစဉ်ပြေမည်ဟုစဉ်းစားကတယောက်တည်းလာခဲ့ခြင်းဖြစ်သည် ောင်တောင်းထိုင်းနှင့်တွေ့ဖို့စီစဉ်ရာ၌တိမ်ပြားဤကူညီပါဝင်သည် တိမ်ပြားကဥစွာမောင်တောင်းထိုင်းဤမိခင်တော်မြတ်နှင့်နှင့်တွေ့ပေးခဲ့ရာမေဆန်ရှား၏ပြောပြချက်ချို့ကိုတော်မြတ်နှင့်ကလိုလိုလားလားလက်ခံခဲ့သည်သူမကလည်းသူမ၏တားကိုလက်ခံနိုင်ရန်ဖြောင်းဖြားပေးမည်ဟုကတိပြုခဲ့၏တော်မြတ်နှင့်မှာယူသားဖြောင့်စင်း၍စိတ်နှလုံးမှန်ကန်သောသူဖြစ်ကြောင်းမေဆန်ရှားအကဲခတ်၍ရခဲ့သည်တရားဥပဒေရေးရာကိစ္စများ၌အကျိုးသောသူတို့မှမိမိတို့၏အကျိုးစီးပွားမှာပါလျှင် ရာယုံနိုင်သက်သည်ဖြင့်လိုက်ပါလိုခြင်းမရှိကြသည်ကိုညသောအဖြစ်တွေ့ရသည်။ဒေါမြနှင့်ကထို့သို့မဟုတ်ပညာတက်လည်းဖြစ်ဝိနည်းတူလည်းဖြစ်ရာကဒေါမြနှင့်တွေ့ခေါ်တော့မှမြင်မှလာပြီးတာဝန်ယူကားသော အရာကိုလည်းသဘောပေါက်ထားသူဖြစ်သည်။ထို့ကြောင့်အစဉ်ပြေသည်ဟုဆိုရပေမည်။အကန့်ဝ၌ဇဝဲတို့လူငယ်လေးပေါ်လာပြီးနောက်သူ၏နောက်မှဒေါမြနှင့်တို့သားမီကိုတွေ့လိုက်ရသည်။အစားအသောက်တွေကို15မိနစ်လောက်နေပြီးမှပို့ပေးပါကွယ်။မမတို့ဇကားအရင်ပြောလိုက်အောင်မယ်။ မေဇန်ရှားကကြိုတင်မာကြားထားသောစားစရာများကိုချရာမြည်အချိန်ကိုဇဝဲတော်ကလေးအားပြောလိုက်ခြင်းဖြစ်သည်ဇဝဲတော်ကလေးကပြန်ထွက်သွား၏အထိုင်မာအန်တီမောင်လေးလက်ထိုင်မေဇန်ရှားကခီးဥကြိုဆိုပြုသည်ဒေါ်မြနှင့်နေမောင်တောင်းထိုင်တို့သည်မေဇန်ရှားနှင့်မျက်နှာချင်းဆိုင်ထိုင်ကုန်များတွင်ဝင်ထိုင်သည်ဒေါ်မြနှင့်မျက်နှာမှာတည်ငြိမ်နေတော်လဲမောင်တောင်းထိုင်ကမူမဝင့်မယဲနှင့်စိတ်လုံရှားနေပုံပေါ်၏ချိုရီလေးအရင်တောက်ပါအောင်တောက်ရဲစကားပြောကြတာပေါ့ ဇွဲတို့လေးဂျိုတင်ချတာပြီးတော့အချိုရီဘူးများကိုသူတို့သားမိတန်ထိုးပေးရင်မေဆန်ရှားကဆဲနေသည်ကိုရင်းနှီးရန်လမ်းစာဖွင့်လိုက်သည်ဟုတ်ကဲ့ကျမကအန်တီတို့အိမ်မှာလာတွေ့ဖို့ပါဒါပေမဲ့အန်တီတို့အိမ်ကိုကျမဝင်ထွက်သွားလာရင်တစ်ဖက်ကတရင်ရပြီးအနောက်ရှက်တခုခုဖြစ်လာမှာဆိုလို့အခုလိုစီစဉ်ရတာပါဟုတ်ကဲ့ကျမသဘောပေါက်ပါတယ်ဟောတာကကျမဒါမောင်တောင်းထိုက်ပါပဲတော်မြန်လေးကပြန်လဲ၍မိတ်ဆက်ပေးသည် မောင်တောင်တိုက်ကလေးစားတော်မူရာပြင်ကားကိုတာတာညွတ်သည်ယခုတည်းသူ့မျက်နာပေါ်တွင်လှောက်ရှားနေသောစိတ်ကိုဖတ်ရှုနေရသေးသည်ဟုမေဆန်ရှားထင်သည် မောင်လေးနဲ့အန်တီစကားပြောပြီးချပြီမဟုတ်လားပြောပြီးပါပြီမမကရှိနေပါနာမည်ကမေဆန်ရှားပါမောင်လာလေးတို့ရဲ့ရင်နာစရာဖြစ်ကိုတွေ့မိပြီးစိတ်ထိခိုက်ခံစားရတဲ့အတွက်သူတို့ဘက်ကအမှုလိုက်ပြီးမမကပဲမေတ္တာရက်ခံပြီးကြောင်းဝင်ယူခဲ့တာပါငွေကြေးကြောင့်ဖုတ်ဖဲနဲ့ သူတို့သားဖပေါ်မှာထားတဲ့မေတ္တာစိတ်ကြောင့်ဒီမှုမှာဝင်ပါနေရခြင်းပါပဲအမှန်တရားပေါ်ပေါက်ဖို့အတွက်ရည်ရွယ်ချက်ရှိလိုပါမိစံရှားကပေါင်းတောင်းထိုက်တို့သားမိမိမိပဲပါစီရန်ခြေစင်းခံလိုက်သောစကားဖြစ်၏ဟုတ်ကဲ့အမေကပြောပါတယ်အခုလိုမောင်လေးတို့ကို တွေ့ဆုံဖို့မမကဒီမှုကိုကိုင်နေရဲရရှိနဲ့လဲဆွေးနွေးတိုင်ပင်ခဲ့ပြီးပါပြီရဲရရှိကလည်းမောင်လေးတို့မိသားစုရဲ့လုံခြုံရေးဘေးအန္တရာယ်ကင်းရေးကိုတာဝန်ယူစောင့်ရှောက်ပါမယ်လို့ကတိပေးလိုက်တယ် မောင်လေးကမမတို့ကိုတရားရုံးမှာအကူအညီပေးဖို့ဆုံးဖြတ်ပြီးပြီဆိုတာနဲ့မမတို့ဘက်ကလည်းမောင်လေးတို့ကိုအပြည့်အဝကာကွယ်ဆောင်ရှောက်ဖို့တာဝန်ရှိသွားပါပြီ။ဒါကြောင့်ဘာကူမဆိုရင်ကြောင်ကြမှုမရှိပါနဲ့နော်။မောင်တောင်းထိုက်ကကောင်းငိမ့်သည်။တော်များနှစ်ကလည်းစိတ်ဝင်တစားနားထောင်နေ။မာလာကလေးရဲ့အခြေအနေကိုတော့အန်တီလည်းတွေ့ခဲ့ပြီးပြီမို့သနားစရာဘယ်လောက်ကောင်းလဲဆိုတာကိုမောင်လေးလည်းသိနေလောက်ပါပြီ။ပိုပြီးသနားစရာကောင်းတာကအခုလိုမတရားခံနေရတာကိုအမှန်တရားကမပေါ်ပဲ။ ငုံရှုံးနေတာပါတရားခံကအောင်ပွဲခံနေတာမခံကျင်စရာပါပဲဒီလိုသာတရားခံကိုလုတ်ကင်းခွင်ပေးနေမယ်ဆိုရင်နောက်ထပ်ဓာမျိုးတွေကိုဒီတရားခံကကျူးလွန်အောင်ပါပဲမောင်လေးရဲ့ညီမလေးတောင်သူ့ဆက်ကွင်းကလွတ်ချင်းမှလွတ်မှဟုတ်ပါတယ်ပြီးခဲ့တဲ့တရားရုံမှာမှုမှန်မပေါ်ခဲ့ရတာကခိုင်မာတဲ့တက်တည်မရခဲ့လို့ပါအခုတော့မမမာတခြားတက်တည်တချို့ရနေပါပြီဒါပေမဲ့အတိအကျဆုံးနဲ့ခိုင်မာဆုံးတက်တည်ခံနိုင်တာကဒီလောကမှာတယောက်တည်းရှိတယ်အဲ့ဒါမောင်လေးပါ မောင်မကိုကဲတင်ဖို့တူးတဲသောကဲတင်တိုင်းခွင့်ရှိတဲ့သူကမောင်လေးပါဒါကြောင့်မောင်လေးကိုမမကမေတ္တာရက်ခံရခြင်းမှာကျွန်တော်နားလဲပါတယ်မောင်တောင်းထားဤစိတ်ဓာတ်များခိုင်မာမြဲမြံလာစေဖို့ရည်ရွယ်လျက်မေဆန်ရှားကအဖို့စကားကိုပြောနေရခြင်းဖြစ်သည်မောင်တောင်းထားမူရာကအာရဖွဲရာတက်ကြွလာချောင်းကို တွေ့လိုက်ရ၍မေဆန်ရှားကျေနပ်သွား၏မမကိုလက်ခံပြီးတွေ့တဲ့ဆိုကြတဲ့ကမမတို့ရဲ့မျောလင်းချက်တွေကိုမောင်လေးကပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့မယ်ဆိုတာကိုမမအသိပါတယ် ဲမမအတိတာပြောရရင်လဲမောင်လေးကခင်းဖြစ်တဲ့ညနေက ရေကောင်းမြတ်နဲ့အတူရှိခဲ့တယ်။ရမုံစားတောက်ဆိုင်မှာအတူပီယာတောက်ခဲ့တယ်ပြီးတော့အတူထွက်သွားကြတယ်။မာလာကိုကားပေါ်ဆွဲတင်ရမှာ မောင်လေးပါတယ်။မာလာကိုရေကောင်းမြတ်မတရားပြုမှုတာကိုလဲမောင်လေးမျက်မြင်ကိုယ်တွေရှိခဲ့တယ်။မာလာကိုရိုက်နှက်ပြီးတဲပြီးတင်နဲ့သွားပြီးပြစ်တော်လဲမောင်လေးပါသွားတယ်။ပြီးမှမောင်လေးကိုရေကောင်းမြတ်ကအိမ်ကိုလိုက်ပုတ်ပေးတယ်။အိမ်မြောက်တော့10နိုင်တို့ကို10မိနစ် ဟုတ်တယ်မဟုတ်လားအမှန်စင်စစ်ဤစကားများကိုမေဆန်ရှားတွေးဆ၍ပြောခဲ့ခြင်းသာဖြစ်သည်တေချာတိကျ၍မဟုတ်သူရနှင့်ဆုံတွေ့ခဲ့ရခြင်းနှင့်တိမ်ပြားဤပြောပြချက်များအရပြန်ရောက်ချိန်ကိုသိခြင်းတို့သည်သာအမှန်ဖြစ်သည်ကြားမှအချက်များမှာမေဆန်ရှားဤတွေးလုံးများသာဖြစ်သည်မေဆန်ရှားစကားကြောင့်မောင်းတောင်းထိုင်မျက်လုံးတွေဝိုင်းသွားသည်တော်များနှင့်လည်းအံ့အားတသင့်မောင်းတောင်းထိုင်ဘာမှမငြင်းဆန်သည်ကပင်မေဆန်ရှားစကားမှန်ကန်ကြောင်းတတ်သိပြသည်လို့ဖြစ်နေသည် ်မစ္စန်ရှားကကြိတ်၍ပြောလိုက်ပြီးပြီးခဲ့တဲ့တရက်ခွင်မှာမောင်လေးပြောင်းနေတယ်တမင်ကိုပဲတစ်ဖက်ကမောင်လေးကိုဖျောက်ထားတယ်ဒါဟာမောင်လေးကိုအမှုမပတ်စေခြင်းနဲ့စေတနာမဟုတ်ဘူးသူတို့ရှောင်ထွက်ဖို့ကြိုးစားရမှာခလောက်ကတဲ့ဖြစ်ပါဆိုလိုပဲတကယ်ဆိုတည်မှုမှာမောင်လေးဟာကြံ့ရပါတရက်ခံဖြစ်နေတယ်ဗျာတန်တော်ကြီးတုံတုံလှုပ်လှုပ်ထွက်လာသောအာမေဒိတ်တန်ထိတ်လန့်တုံလှုပ်သွားသောမျက်လုံးများဖြူပြော့သွားသောမျက်နှာတို့များ ညက်တီပင်လင်မျက်နှာငဲသွား၏မေဆန်ရှားကစကားဆက်လိုက်သည်တကယ်လို့သာ မောင်လေးမဖော်ထုတ်ခရင်လည်းအခုတရားရုံးမှာမမနဲ့ရဲ့ရာရှိကပေါ်အောင်ဖို့မှာပဲအဲ့ဒါဆိုရင်မောင်လေးဟာရဲကောင်းမျက်နဲ့အတူဖြစ်ကြမှာပဲဒါကြောင့်မမကဆွေးနွေးတာပါမောင်လေးကမှုမှန်ကိုဖော်ထုတ်ပြီးတက်တည်ဖြစ်ရက်တီလိုက်မယ်ဆိုရင်မမတို့ကမောင်လေးကိုမှုကနေဖယ်ထုတ်ပြီးအပြစ်လွတ်အောင်လုပ်ပေးလို့ရတယ်ဒါကမောင်လေးနဲ့အန်တီတို့စဉ်းစားဖို့ပါမောင်တောင်းထိုက်တို့သားမီးအကြည့်ချင်းဆုံသွားကြသည် မောင်တောင်ထိုက်ကိုမိခင်ဖြစ်သူကပန့်ပိုးဆုံးဖြတ်ပေးသည့်ဟန်ဖြင့်ကောင်းဆက်ပြလိုက်သည်မောင်တောင်ထိုက်ကမေဇန်ရှားကိုမျက်နှာမူလိုက်ကျွန်တော်အရင်ကတည်းကထုတ်ပြောဖို့စဉ်းစားထားတာပါဒါပေမဲ့မမပြောသလောက်သဘောပေါက်တာလို့မဟုတ်ပါဘူးမာလာကိုတနာလို့ပါအခုဆုံးဖြတ်ပေးပါပြီအမေကလည်းကျွန်တော်ကိုတိုက်တွန်းလို့ပါဒါပေမဲ့မမပြောသလိုကျွန်တော်ကို အပြည့်လွတ်အောင်တော့စူးစမ်းပေးပါပထမဆုံးထွက်လာသည့်စကားရဲရင်မှန်ကန်သောနှလုံးသားဤပြရုပ် မေဆန်ရှားကနှစ်နှစ်ကာကပြုံးပြီးစိတ်ချပါမောင်မကလေးပေးပါတယ်မောင်လေးကဘာမှဝင်ပြီးကျူးလွန်တာမှမဟုတ်ပဲအတင်းဆွဲခေါ်လို့ကန့်လန့်ကန့်လန့်နဲ့ပါခဲ့ရတာမဟုတ်လားဘာမှမစိုးရိမ်ပါနဲ့နောက်တစ်ခုကမမအစမှာပြောသလိုကျွန်တော်တို့မိသားစုကိုကာကွယ်ပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲကောင်းမြတ်အကြောင်းကိုသိတယ်ကျွန်တော်ပြောရင်ကျွန်တော်ကိုရန်ရှာမှာတင်ကြတယ်သူကျွန်တော်ကိုသတိပေးထားတယ်အဲ့ဒါလဲစိတ်ချမမတို့အစီအစဉ်ပြီးသားလုံးဝမပူနဲ့ဒါဆိုကျွန်တော်အားလုံးပြောပြမယ် တရားရုံးမှာပါမောင်လေးကတက်တည်ဖြစ်ထွက်ရမှာနော်။မမကမောင်လေးကိုကြံ့ရပါတရားခံဘွားကနေတရားလိုပြတက်တည်အဖြစ်ပြောင်းလဲပြရမှာဟုတ်ကဲ့ပါကျွန်တော်တက်တည်လုပ်ပါမယ်။တိကျပြတ်သားသောအဖြစ်ကို ပြောလေသည်။မိခင်ဖြစ်သူဒေါ်မြတ်နှစ်ကပါဝင်၍ကျမတို့သားမီစိတ်တူကိုယ်တူဆုံးဖြတ်ပေးတာပါ။တူမကြီးစိတ်ချပါ။အတီးပြုတ်ပေသည်။ကျေးဇူးတင်လိုက်တာရှင်ကျမတို့တော့မာလာကိုကဲတင်နိုင်တော့မှတေချာသွားပါပြီကဲ။ မောင်လေးကြုံတွေ့ခဲ့ရတာကိုမမကိုအသေးစိတ်ပြောပြပြီးတော့မေဆန်ရှားကဝန်တာအားတက်စွာပြောလိုက်သည်မောင်တောင်းထိုက်ကိုလည်းကြည်ကျူးလေးစားစွာကြည့်လိုက်ပြီးဟုတ်ကဲ့ပြောပြပါမယ်နေရာတွေကိုလည်းလိုက်ပြပါမယ်မောင်တောင်းထိုက်ကတောက်ပသောမျက်လုံးများဖြင့်ပြန်ပြောသည်စပွဲပေါ်မှာယုံတွင်သုံးဖုံးကအတန်ပေါ်လာ၏။ boss ဧည့်သည်ရောက်နေပါတယ်ရှင့်နေကြည့်ပါ။အတွင်ရင်းမှလည်းအတန်ဝင်လာခန်းလိုက်ပါ။တကားဝင်လာပြီ ရုံခန်းတွင်သို့ရှိနေကြည်ဦးမင်းထွေးနာဝင်လာသည်။ဦးကျော်မြန်ကဆုံးလက်ကလက်တိုင်းမှထ၍ဇွဲကိုပတ်ခါဆိုဖာဆက်တီရှိရာသို့လာရင်ထိုင်းရှိနေကြည်ဟုဦးမင်းထွေးတောင်ကနှုတ်ဆက်သည်။ဆိုဖာဆက်တီ၌နှူးသားမျက်နှာချင်းဆိုင်ထိုင်မိကြလင်အမှုစစ်တော်မဲ့ကိုကြီးဦးမင်းထွေးတောင်ကစကားဆိုင်ရှိနေကြည်ဘက်ကပြင်းစင်စရာတွေညှိနှိုင်းစရာတွေအခြေနေဘလို့လဲ။ဦးကျော်မြန်ကပြန်မေးသည် အကျတော်ဘက်ကတော့ရှင်းသင့်မယ်။အဲကျွန်တော်စိတ်ပူနေတာကအရင်တကာတက်သေးတွေက ကျွန်တော်တို့လိုချင်တယ်လို့ဒီတခါဖြစ်ပါမလားဆိုတာပဲအပူနဲ့ဗျအဲ့ဒါကျုပ်ပိုင်းမှာရှင်းနေကြီးပိုင်းကိုသာပိုင်အောင်ကပါကျွန်တော်စိုးရိမ်နေတာတခုရှိတယ်ဘာလို့လဲရှင်းနေကြီးအရင်တခါတရားရုံးမှာကျွန်တော်တို့ကရဲကောင်းမြတ်ရဲ့တငယ်ကြီးကိုဖျောက်ထားတယ်ဒါကိုမေးဆန်းရှာရှာတွေ့သွားမလားဆိုတာတောင်းထိုင်ဆိုတဲ့ကောင်းလေးကိုပြောတာလားဟုတ်တယ်ဦးကျော်မြတ်တွေ့သွားသည်မြက်ကုန်းနေတွန့်ကွေးသွားသည်ထိစဉ်းစားလိုက်ပြီးသူကအန်ဒီယာရှိနိုင်သလား ပြန်မေးရှိနိုင်တယ်။ဒါဆိုသူ့ကိုပါကျုပ်တို့ကဟိုလူ300လိုပဲစီရောက်အောင်မှာပေါ့အရှင်နေကြီးကမခက်ပါဘူး။ तू ကပို့ပြီးတော့လွှဲပါပါ။တားရတကယ်ချင်းလည်းဖြစ်တယ်ပြီးတော့ तू လည်းအပြစ်မကင်းဘူးဆိုတော့လေ။သူ့ကိုကင်ထားနိုင်ရင်တော့ပြဿနာမရှိတော့ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကမေးဆန်ရှားကိုလုံးဝ short တယ်လို့မများဘူး။ तू ကရှေ့နေလောက်တော့မကဘူးစုံထပ်လုပ်ပါတော့တာပြီးတော့ तू ကချက်တစ်လိုပဲလက်တဲကိုဝတ်ထားပြီးလိုတဲ့အခါမှာထုတ်သုံးတာ။ဦးကျော်မြတ်က သဘောကျစွာရည်သည်ရှေ့နေကြီးကမေဆန်ရှာကိုတော်တော်ဖြုံနေပုံရတယ်ရှေ့နေကြီးပြောတာကိုကျုပ်မငင်းလိုပါဘူးသူနဲ့တွေ့ဘူးလို့သူ့စိတ်ဓာတ်ကိုတော့ကျုပ်အကဲခတ်မိပြီးသားပါဒါပေမဲ့ရှေ့နေကြီးကရန်သူကိုရှော့မတွေ့တင်တယ်လို့သိပြီးတော့လည်းမြင့်ပြီးပူပန်စိုးရင်မနေနဲ့ဗျအကျွန်တော်ကမှုနိုင်ဖို့ပါဒီမှုကကျွန်တော်ရဲ့ဂုံတိတ်ခါရောကိုကြီးရဲ့ဂုံတိတ်ခါပါလောင်းကြီးထတ်ထားရတာမဟုတ်ပါကဲပါလေမပူပါနဲ့ကျုပ်စီစဉ်မမယ် ရှေ့နေကြီးကတရားရုံးကိစ္စကိုသာအာရုံစိုက်ပါကောင်းပါပြီဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်ရှေ့နေကြီးဦးမင်းထွေးနောင်ထိုင်ရမထရလိုက်ပြီးဒါနဲ့ရဲကောင်းမြတ်ရဲ့အချင်းနေမူမိလိုက်သည်ကောင်းနေပါပြီဒါပေမဲ့စေယုံကမစင်းသေးဘူးလေသူ့ကိုလည်းအရင်ကတရားရုံးမှာထွက်ဆိုခဲ့တာတွေအတိုင်းထွက်ဆိုသတိပေးပေးပါအရင်ရောမှပြောခဲ့တာတွေနဲ့မကွဲလွဲစေချင်ဘူးစိတ်ချပါရှင်နေကြီးကဲကျွန်တော်သွားပြီရှင်နေကြီးဦးမင်းထွေးတော်ခန်းတွင်းမှာထွက်သွားသွားပြီးနောက်ဦးကျော်မြတ်က ထိုင်ရမထကဇဝဲရှိရာသို့ပြန်လာသည်ဟူကောင်ဘာလုပ်နေလဲမသိဘူးတွေးလည်းမပေါ်ဘူးဟုတွေးနေစဲဖုံးတံကမြည်လာသည် ဖုံးကိုကောက်ယူနားထောင်လိုက်သည်ရှားကြီးကျွန်တော်ပါလမ်းမတော်ဖို့တော့ဖြစ်သည်အေးမင်းဘာလို့ပြောင်းနေရလဲအမှုစစ်ဖို့ရက်ကကတ်လာပြီမင်းခိုင်းထားတာတွေဘလို့လဲရှိနေမှအတွက်အစီအစဉ်တစ်ခုလုပ်နေပါလေဆရာကြီး။မြန်မြန်လုပ်ပြီးပြီးပြင်းပြင်းလုပ်ပြီးတော့ငါထပ်ခိုင်းစရာရှိသေးတယ်။ဟုတ်ကဲ့။ငါစီလာခဲ့အောင် မင်းထက်ပြီးသတိပေးရမယ်လူတယောက်ရှိနေပြန်တယ်ဟုတ်ကဲ့အချိန်ဆွဲလို့များဘူးကူလာခဲ့ဟုတ်ကဲ့ဖုန်းကိုပြန်ချလိုက်သည်ဖို့တုတ်လာရင်ရဲကောင်းမြတ်တငယ်ချင်းတောင်းထိုက်ကိုထပ်မံသတိပေးခိုင်းရမည်တောင်းထိုက်မလုံတိုင်းမှာဖြစ်လည်ပြီးပြီးတော့မေဆန်ရှားမေဆန်ရှားတရခွင်ကိုရောက်မလာရဲအောင်ဖို့တုတ်တုတ်ကို အပြတ်အသတ်လှောက်ခိုင်းရတော့မည်ငါကဘာစင်ခေါ်ရသလားမေဆန်ရှားရဲ့ဒါသမီးလေးစားဖို့ပါ မေဆန်ရှားကကံပေးတော့ကျွတ်ကျွတ်အိတ်ကိုဥထွေးကလှမ်းယူရင်းအာနာစွာကြည့်သည်ဆာမလေးကို ကျွန်တော်အရင်အာနာနေမိပြီဆာမလေးရဲ့ဆာမလေးရဲ့ကျေးဇူးတွေကျွန်တော်တို့သားဖပေါ်မှာရမ်းမြနေပြီစားစရာတွေယူမလာပါနဲ့တော့ဆာမလေးရဲ့ရပါတယ်ဦးလေးရဲ့ကျမဘိုးကဘာမှဗန်းမကြည့်ဘူးမလာကိုချစ်လို့ပေးခြင်းကြွေးခြင်းလို့ပါခရင်ပေါ်မှာမလာကမူမျက်လုံးကြောင်သားလေးဖြင့်လှမ်းယူကြည့်နေသည် မလာကျမ်းမာရေးမှာပြန်လည်၍နလန်ဒူစားပြုနေပြီဖြစ်တော့လဲအတိကပြန်မရသည်ကိုနေတော်ကရုပ်ပြင်တန်ကြားဆက်တလုံးကိုခရီးပဲရှိခုံတစ်ခုပေါ်တွင်တင်လိုက်သည်ဆက်လေးလက်မှရုပ်မြင်တန်ကြားဆက်ကလေးဖြစ်ပြီး DVD ဖွင့်ဆက်ပြားကလေးကိုပါခုံပေါ်သို့ထပ်၍တင်လိုက်ပြန်သည်အဲအဲ့ဒါဘာလို့ဖိုလန်ရင်ဥထွေးကနားမလဲဥထွေးနောက်မှမလာမြင်ကလည်းနားမလဲစွာကြည့်နေသည်ကိုနေတော်ကဘာမှပြန်မပြောပဲဆက်များကိုနေရာချပြင်စင်နေသည် ထို့စဉ်မေဆန်ရှားကကျမဆရာဝန်ကြီးနဲ့တိုင်ပင်ဆွေးနွေးပြီးခွင့်တောင်းခဲ့တာဒီရုပ်ပြင်သံကြားဆက်နဲ့မာလာကိုပြစေခြင်းဒါရုပ်ရှင်ခွေတွေယူလာခဲ့တယ်အခွေတွေကိုလည်းရွေးပြီးယူလာတာဒီရုပ်ရှင်တွေမှာလူစုတွေနဲ့မင်းသမီးနဲ့တိုက်ကြတဲ့အခန်းပါတယ်တချို့အခန်းတွေကမာလာဖြစ်တဲ့ဆင်တူနေခဲ့မယ်ဆိုရင် မာလာရဲ့အသည့်စိတ်ကလေးပြန်ဝင်လာအောင်လို့ပါပြန်တရိယအောင်တဏိတလန်းနဲ့စမ်းကြည့်တာပါဦးလေးဟုရှင်းပြသည်ဒါဆိုသမီးလေးအဲ့ဒီတွေပြန်ရလာနိုင်မလားယင် မြုံလဲရတာပဲဦးလေးဆံမလေးကတော့ကျွန်တော်တို့သားဖအတွက်ပဲတွေးနေတာပဲနော်ဆံမလေးကျေးဇူးကိုတသက်မမေ့ပါဘူးဗျာစိတ်ထဲမထားပါနဲ့ဦးလေးရဲ့ကျမတို့ဘုကုသိုလ်ရတဲ့ကိစ္စပါဟိုးတကာကဦးလေးပြောမှုတယ်မဟုတ်လားမလာမြင်ကမာလာကိုချွေးတုပ်ပေးဖို့လက်ကင်ပွားနဲ့မျက်နှာနာကတ်လိုက်တော့မာလာကလန့်ပြီးပုတ်ထုတ်တယ်မဟုတ်လားဒါဟာမာလာရဲ့တုံ့ပြန်မှုတစ်ခုပဲသူ့ရဲ့မသိစိတ်ထဲမှာသူကြုံတွေ့ခဲ့ရတဲ့ဖြစ်စိုးတွေရှိနေတယ်ကျမထင်တော့သူ့ကို ရဲကောင်းမြတ်ကမေဇီလက်ကံဘွားနဲ့အုတ်တာကိုသူ့ပတိစိတ်ကမှတ်မိနေပုံပဲဒါကြောင့်ရုပ်ရှင်ကားတွေမှာအဲ့ဒီလိုအခွက်တွေပါလာရင်သူ့ရဲ့မှန်ညံကိုပြန်ကားအောင်လို့အထောက်ပံ့ပြုနိုင်မယ်လို့ထင်မိတယ်။အဲဆရာဝန်ကြီးကလည်းအဲ့ဒါကိုထောက်ခံထားတယ်။ကျေးဇူးတင်ပါတယ်ဆရာမလေးရဲ့ကျွန်တော်တို့ဆရာမလေးရဲ့အစီအစဉ်တိုင်းကြိုးစားကြည့်ပါမယ်။ကိုနေတော်က DVD ခွေတစ်ခုကိုဆက်တဲ့ထည့်ပေးပြီးဒီနေ့ဖွင့်ဖို့အနေထားတော့ပြင်ထားပေးပြီဦးလေးဖွင့်နာပိတ်တာခွေလဲတာကျွန်တော်ပြပေးမယ်။ ဥတွင်းအားစိတ်ရှည်စွာပြသည်မလာမြင်ကလည်းဘေးမှနေဝင်းကတင်နေသည်ကျမတို့အင်းကဆက်နဲ့တိတ်မကွာပါဘူးကျမမှတ်မိတယ်ဟုမလာမြင်ဤစကားရုပ်ရှင်ကြည့်ရင်မာလာလေးဘာတွေပြောသလဲဆိုတာလည်းသတိထားပြီးကြည့်ရှုခဲခဲပေးပါလူအံ့ရင်ဆရာဝန်ကြီးနဲ့ဆရာဝန်ဆရာမတွေကိုပြောပြပါမေဆန်ရှားကမှာသည်ဟုတ်ကဲ့ဒါနဲ့အမှုအတွက်ကရောဟာစိတ်ပူစွာမေးနေသောဥတွင်းအားအပြုံးဖြင့်စိတ်မပူပါနဲ့ဦးလေး တိဒါမြင်တာခန်းစားရတာကိုပဲရိုးရိုးရှင်းရှင်းနဲ့အမှန်တိုင်းပြောဖို့ပဲဥလီကိုကျမကကြိုတင်ပြီးဘာမှတင်မထားခြင်းမူဥလီတို့ဘက်မှာဖုံးကွယ်စရာလိမ့်လည်စရာဘာမှမရှိတာလောက်ကြံထွက်ဆိုစရာလည်းဘာမှမလိုဘူးတရားရုံးမှာကျမမေးတဲ့အခါမှာဖြစ်ဖြစ်တစ်ဖက်ရှိနေကြီးကမေးတဲ့အခါမှာဖြစ်ဖြစ်စိတ်မလုံရှားဖို့ပဲပါခြင်းနဲ့အထူးသဖြင့်တစ်ဖက်ရှိနေကြီးကတော့ဥလီကိုအားနည်းချက်ရှာပြီးစွမှာပဲဆွဲမှာပဲထောက်မှာပဲဒါပဲမကြောက်ပါနဲ့ သိနေမြင်နေတွေ့နေခဲ့တာကိုတိတိကျကျပဲဖြစ်ပါမသိတာကိုမသိဘူးပဲဖြစ်ပါဟုမေဆန်ရှားကလုံးစည်းပန်းစီမှကြသည်ဟိုသက်သည်တွေကအမှန်တိုင်းပြောမာတယ်လားဦးထွေးကမယုံရဲပဲရှိနေသည့်အတိုင်းမေ့ရှာသည်အဲ့ဒါကိုလည်းခေါင်းနဲ့မထားနဲ့သူတို့ဖြေချင်တာဖြေပါလိမ့်မယ်သူတို့ထက်ကောင်းတဲ့သက်သည်တွေကျမရထားပါတယ်ဘာမှမစိုးရိမ်ပါနဲ့ရဲ့အုပ်ကြီးလာသွားတော့ကလည်းဒီလိုပဲပြောပါတယ်ဆရာမလေးကမနေမနာလှုပ်ရှားနေတယ်တဲ့သူ့ဘက်ကလည်း ဆီယမ်မာလေးအတွက်အထောက်အကူဖြစ်နိုင်တာတွေကိုရနိုင်သမျှစုံစမ်းစစ်ဆေးနေတယ်တဲ့အသေးချနိုင်မှာပါလို့ပြောသွားတယ်ရဲဦးကြီးတို့လည်းတကယ်ကိုစိတ်ရင်းစေတာနဲ့ကြိုးစားနေကြတာကျမတို့တိုင်ရမယ်လို့ယုံကြည်ပါတယ်ဆီယမ်မာလေးရဲ့ကျွန်တော်အမှုကမနိုင်နေပါစေကျွန်တော်ကျူးလွန်တာကျွန်တော်ခံယူပါမယ်တမီးလေးအမှုမှာတော့အမှုမှန်ပေါ်ပြီးကျူးလွန်သူကိုပြင်းထန်ပြစ်ပေးနိုင်ကြိုးစားပေးပါတမီးလေးပေါ်အမှန်တရားပေါ်လာရင်ကျွန်တော်ကျေနပ်ပါတယ်မလာမြင်ကဝင်၍ ဟုတ်ပါတယ်ဆရာမလေးရဲ့ကျမတို့ကအရင်တကအမှုရှုံ့ခဲ့ရတာကိုမခံမရနိုင်ဖြစ်ခဲ့ရပါတယ်ကိုကခံလက်ခံရသေးအမှုလည်းရှုံ့ရသေးဆိုတော့အရင်ကစိတ်တိခတ်ရပါတယ်ဟုပြောလေသည်ဒီဒီချိန်မှာတော့အမှန်တရားကကျမတို့ကိုစောင့်ရှောက်မှာပါဘုရားသခင်ကလည်းကြည်မနေတော့ပါဘူးရှင်ခဲကျွန်တော်တို့ကိုခွင့်ပြုပါအောင်လောက်စရာလေးတွေ ရှိသေးလို့ပါကိုနေတော်ကမေဆန်ရှာအားတစ်ချက်ကြည့်ပြီးဝင်ပြောသည်ကောင်းပါပြီခင်ဗျာဆရာလေးနဲ့ဆရာမလေးနဲ့တူလိုက်ပြီးကျွန်တော်တို့အတွက် ဒုက္ခခံပြီးနေရတာအနာလပါတယ်။ဥထွေးကအနာစံကထက်မှန်ဆိုပြန်ဤကိုနေတော့လက်ကိုလည်းစုပ်ကိုင်းလှုပ်ရန်ကအာကိုတကြီးကျေးဇူးတင်တော်မူရာကိုပြသသည်နှုတ်ဆက်ပြီးထွက်လာကြတော့ကရသွားစရာရှိသေးတယ်လေအဲ့ဒါကြောင့်ကိုကိုကစကားစဖြတ်လိုက်ရတာရှားသိပါတယ်ကိုကိုတရားသူကြီးကိုတွေ့ဖို့သူ့အိမ်ကိုသွားဖို့ကိုကိုပါလိုက်မယ်မဟုတ်လားလိုက်မှာပေါ့ကိုကိုမပါရင်ညကြီးမိုးချုံရှားတယောက်တည်းဖြစ်နေမှာပေါ့ရင်းတကားလိုရှားကိုအန်နီယံပြူတာမျိုးထက်အပြစ်မခံနိုင်ဘူး ဆိုရင်လည်းပေါ့ဓာဘောဟောရှာရဲ့အသေးနှလုံးနှစ်ခုကတစ်ခုတည်းဖြစ်နေတာကိုကိုတို့ကနှလုံးသားချင်းဆက်နေတယ်အမွာလေးပြောတတ်တယ်စာရေးဆရာမအပြောကဟွန်းရှေ့နေမလေးလောက်တော့ပြောမကောင်းပါဘူးကွာချစ်လို့ပါကြော်ညာရီဝင်လာတိတ်များနေပြီနော်ကိုကိုနှစ်ဦးသားရည်တံများခက်တူတူလွင့်ပြန်သွားသည်လက်ထဲတွင်တွေ့လိုက်ရသောတပ်ပေါ်များကြောင့်ရှက်သွေးများမျက်နှာပေါ်တွင်ဖြန်းကနေခုန်တက်လာသည်လက်တွေကတဆက်ဆက်တုံကရင်တွေတလက်လက်တုံသွားသည် တပ်ပုံများတွင်လက်ထဲမှနေ၍ကြက်မြင်ပေါ်သို့ပြုတ်ကျသွား၏ဖျက်ဖျက်ဒေါကင်ငင်ကြီးအုံနောက်ထဲမှပူနေသည်ဒါဘလို့ဖြစ်တာလဲမိမိနှင့်ရာဇာတို့၏ပုံများဖြစ်သည်ပုံများကလျှို့ဝှက်သောပုံများဖြစ်၍မိသူကမိမိတို့နှစ်ဦးကိုချောင်းရီရိုက်ထားခဲ့ပါသည်။ဗီဒီယိုရိုက်ထားသည်ဟုဆိုပြရာထိုခွေသာချားသူများလက်သို့ရောက်သွားလျင်မိမိသည်လူလောကတွင်ပင်နေဖို့မကောင်းတော့ဥကြုံမြတ်သာမြင်ပါလိမ့်မည်။ ဆန္ဒလိုနောက်မစင်မချင်းလိုက်ခဲ့မိသည်ကိုယခုမှတော့ကင်ကင်ကြီးနောင်တရမိသည်သို့သောနောင်တကနှောင်းနေပေပြီ။ရုတ်တရက်ဖုံးကတတီတီထမိလာသဖြင့်ရင်တွေပိုတုံသွား၏။ဓက်ပုံပိုးလိုက်သူ၏ဖုံးပေပဲလား။အိမ်မှာဥကြောမြတ်မရှိ၍တော်သေးသည်ဟုဆိုရပေမည်။ခေါင်းလုံးနေတော့ရင်အေးဆန်နေတော့လက်ဖြင့်ဒေါကင်ကင်ကြီးဖုန်းကိုကောက်ယူလာရင်ဖုန်းကိုတားမှမဝင့်မရဲခဲ့သည်ဟယ်လိုဒေါကင်ကင်ကြီးလားမှန်ပါတယ်ရခင်တကာဆက်ခဲ့ဘူးသူပဲ ဟုတ်ပါတယ်အတန်တွေပဲမထွက်ချင်းတစ်ဖက်လူကြီးမကူမခန့်ရည်တန်းကိုကြားရရင်ပို့လိုက်တဲ့ထပ်ပုံနဲ့ရပြီပေါ့ကြည့်ပြီးပြီပေါ့နော်ပုံတွေကစိတ်ဝင်စားစရာကောင်းနေဖို့လားကျွန်တော်မဟုတ်တာတွေပြောနေတာမဟုတ်ဘူးဆိုတာယုံမိမဟုတ်လားရှင်ရှင်ဘာရွယ်ချက်နဲ့ပြောနေတာလဲဒေါခင်ငင်ကြီးအဲ့ဒီအခွေကိုလိုချင်သလားလို့ပါရှင်ဘာလိုချင်လဲလူတွေရဲ့တဲကြေကြိုက်ကတော့ငွေပေါ့ဗျာ ကောင်းပြီဘယ်လောက်ပေးရမလဲဘယ်မှာလာပေးရမလဲပြောဒါပေမဲ့ရှင်းဘက်ကဂရီတော်ပေးရမယ်ဒီခွေကျမကိုပေးပြီးရင်နောက်ထပ်ပြဿနာမရှာရဘူးရှင်ဂရီတီပါဥကြောမြတ်ကိုအတိပေးလိုက်လို့ကတော့ရှင်ကိုကျမအလွတ်ပေးမှာမဟုတ်ဘူးဒါပဲဖုန်းကိုချလိုက်ပြီးဒီတိုင်းဒေါသနဲ့ခံပြင်းခြင်းများကပြေပြောက်မသွားငွေသူတောင်းသည့်ဝေပမာဏကိုတော့ခင်ခင်ကြီးပေးနိုင်သည်သို့တော့ဒီကိစ္စကဒီတစ်ချိန်နဲ့ပြီးပြတ်မည်မဟုတ် ်မိမိကိုအခွင့်ပေးသည်ဆိုသောညာသူတို့ပွားယူထား၍ရသည်သို့ဆိုရင်ဒီတသက်မိမိလည်းပင်ညစ်ခံရ၍ဆုံးနိုင်ဖွယ်ရာမရှိတော့မတည်မချင်းသူကိုအခွန်ဖန်နာပေးဆက်နေရမည်ကိဒါကိုတော့ခင်ခင်ကြီးတွေ့ပြီသည်တို့ဖြစ်လင်မိတို့လုံးမည်နီပြီးတော့ထိုသူမိသူဖြစ်မည်နီရာဇာမဟုတ်လင်တောင်မှရာဇာနှင့်ဆက်နွယ်သူဖြစ်ရမည်ရာဇာတစ္ဆာဖောက်ခြင်းဖြစ်ရမည်ရာဇအကြံပါရမည်ဒင်းလူလိန်လူကလူယုံမှာ ဒေါသကအချိန်မြင့်တက်ကနှလုံးကိုစောင့်တို့သည်ယင်ထဲကအောင့်ရပင်လာသည် နေရာမှအစောတလင်ထကအိတ်ခမ်းထဲပြေးဝင်ခဲ့ရသည်ဆေးပလင်းကိုရှာရသည်ဆေးလုံးလေးတွေကိုရင်းနှီးမျောချလိုက်ရသည်တို့တိုင်းချက်ဒေါသကတော့ဆေးတောက်ရမပြေနိုင်တိမှန်ရစာရေးဒေါခင်ငင်ကြီးစိတ်ထဲမှကြုံဝါလိုက်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ